မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးထဲမှာတော့ကျွန်တော်တို့ပေါ့နော်ကုတ်တီကိုရိုက်တဲ့အခါဆလဟွာလေးမထက်အောင်ပေါ့နော်ကုတ်တီမထက်အောင်ဘယ်လိုရိုက်ရမလဲဆိုတာမျိုးမျှော်ပြပေးမှာဖြစ်ပါတယ်ပထမတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ကုတ်တီထက်သွားရင်တိအောင်လုပ်ပြီးတော့မှာ တီအောင်လုပ်ပြီးတော့မှာပေါ့နော်မရိုက်မိအောင်ဒါအီလုံလို့ရတဲ့နည်းလမ်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ home နဲ့က conditional formatting နဲ့အယောင်ချဲတာပါခဟုတ်ဒီမှာကျွန်တော်တို့ရိုက်မဲ့ secret ရိုက်မဲ့ပေါ့နော်ကိုရိုက်မဲ့နေရာလေးတွေကို select မဲ့လိုက်မယ်ပြီးရင်တော့ conditional home နဲ့က conditional formatting နဲ့ဟိုသွားမယ်ဒီမှာ highlight save ဆိုတဲ့အထက်မှာ duplicate value ကိုရွေးလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ကြိုက်တဲ့အယောင်တရာပေါ့နော်ကြိုက်တဲ့အယောင်တရာရေးပြီးတော့မှ okay လို့ပေးလိုက်မယ်အဲ့ဒါပြီးကျွန်တော်တို့ဒီမှာတွားရိုက်ကြည့်မယ် 1002100001ဆိုရင်သူကဒီမှာအယောင်ကြီးလာပြသွားပါပြီ။အဲဒါဆိုကျွန်တော်တို့ထပ်နေမှန်းသိတော့ပြန်ပြင်ရိုက်လို့ရတယ်ပေါ့နော်။ နောက်တစ်ခုကတော့ကျွန်တော်တို့ကလုံးဝရိုက်လို့မရအောင်ကန်တက်လိုက်တဲ့နည်းပါအဲ့ဒါကတော့ data validation နဲ့လုပ်တာပါကျွန်တော်တို့ဒီမှာရိုက်မဲ့ SQL တွေကိုဆက်လက်မှတ်မယ်ပြီးရင်တော့ data တွေကိုသွားမယ်အဲ့ပြီးတော့ဒီမှာ data 2ထဲမှာ data validation ဆိုတာရှိတယ်အဲ့ဒီ step ကနေ data validation ကိုရွေးလိုက်မယ်ပြီးတော့ဒီ setting တွေကပေါ့နော် allow နေရာမှာ custom ကိုရွေးလိုက်မယ်ပြီးရင်တော့ဒီ formula ဆိုတဲ့နေရာမှာ formula လေးတစ်ခုရေးပါမယ်အဲ့ဒါကတော့ equal count if ဆိုတဲ့ formula လေးနဲ့ရေးပါမယ် count if က criteria weight ပြီးရင် criteria ဆိုပြီးရှိပါတယ် criteria range ကတော့ကိုယ်သွားပြီးတော့မှာပေါ့เนาะအဲရှာပွဲ criteria range ကကိုယ်သွားပြီးတော့ရှာဖွေမဲ့အရာဒီပေါင်းကြီး ဒီကျွန်တော်တို့ဆဲတွေရိုက်မဲ့နေရပါတော့ဒီကုတ်တွေရိုက်မဲ့နေရအဲ့ဒါကိုဂိမ်းတေလေးခတ်လိုက်မယ်နောက်ထပ်အဲ့တော့ criteria criteria ကတော့ကျွန်တော်တို့ကဒီ A2 ကနေစပြီးတော့မှ A2 ပြီးရင် A3 A4 အဲ့လိုသွားမှဖြစ်တဲ့အတွက်ဒီမှာ A2 ကိုရေးလိုက်မယ်ဒီကောင်ကိုဂိမ်းတေမထပ်ပါဘူးပြီးရင်တော့ကျွန်တော်တို့ကတစ်ချိန်ပဲရိုက်ခွင့်ပြုမှဖြစ်တဲ့အတွက်ညီညာချင်း1လို့ရေးလိုက်ပါမယ် နော်ညီမတူကဒီမှာပြောချင်တာ A2 ကနေ A20 တိတဲ့မှာ A2 ကိုကောင်းလိုက်မယ်ဆိုလို့ A2 A3 ပေါ့နော်ကောင်းသွားရင်1နဲ့ဖြစ်တဲ့ဟာတွေကိုပဲခွင့်ပြုမယ်လို့ပြောလိုက်တာပါပြီးရင်တော့ကျွန်တော်တို့ okay လို့ပေးလိုက်ပါမယ်ကျွန်တော်ဒီမှာဒါရိုက်ပြီးသားမလို့ကပြန်ဖြတ်လိုက်မယ်1001 1002 1001လို့ရိုက်လိုက်ရင်သူကဒီမှာရိုက်ခွင့်မပြုတော့ပါဘူးဒီမှာလာပြီးတော့မှအဲသူကပေါ့နော် match ဖြစ်နေတဲ့ mass မဖြစ်ဘူးဆိုပြီးတော့မှလာပြောတယ်နောက်တစ်ချိန်ပြန်စူးစမ်းပါလို့လာပြောနေပါတယ်အဲဆိုရင်တော့ကျွန်တော်တို့ဆက်ရိုက်ဆက်ရိုက်လို့မရတော့ပါဘူးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်